မတော်ဘက်ကဒီလက်နဲ့ကြီးနဲ့ပြတာမှန်ရင်ခမင်းကုံပါကလည်းပြည်သူစစ်တွေနဲ့တတ်မတော်သားတွေဝတ်တုံတရာပြက်မှာလည်းပြည်သူစစ်နဲ့တတ်မတော်သားတွေကိုလူတွေဘောမှန်ပါဘောကိုလူတွေပဲတိပါဘောဒီဘေးဘောမှာဘာမှဆောက်ပြညာမရှိတဲ့မင်းတို့ဘောမှာဆောက်ကြုံဆောက်အားဆောက်ပိုင်းခမင်းလာစားတာပြီးခေါင်းထဲမှာအုံတော့မပြူဇဝိုင်းရောတယ်လေအဲ့ဒီမင်းတို့ဘောမှာဆောက်ကြုံဆောက်အားဆောက်ပိုင်းနေမှာချီးတယ်ပြီးခေါင်းထဲမှာ ဟယ်လိုချာရမီဝါပီတူညီကိုမော်ဒမာများအားလုံးပဲမင်္ဂလာပါ news bit channel ကနေပြန်မှကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ9ရက်နေ့ကျွန်တော်ချက်တပရင်းနေ့မနေ့ပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့မနေ့ခင်းမှာဦးဖျားဖျားနောက်ဆုံးချတဲ့တဲ့တော်လန်တရင်တို့တရင်ကောင်းတွေကိုကျွန်တော်တို့အစားဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ဒီနေ့မနေ့မှာဆန်တော့တော်လန်ရဲ့ဗိုလ်ရဲကနေပြန်မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့စကားတွေပြီးတော့မှစစ်ခွေးတွေကိုအစုလိုက်ပြုံလိုက်နေပေါ့နော်ရှင်းပြနိုင်ခဲ့တဲ့တရင်တွေပါဝင်ဘောမိုက်ခွဲရဲ့ ခြေခွဲလာမြဲတဲ့နယ်လဲကျွန်တော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အယုံဆုံးနေနဲ့ကျွန်တော်ခတိုင်းလိုပဲတရင်တူလေးတွေခြေလိုက်ရအောင်နော်။ပထမအဆုံးတရင်တဘိုးအနေနဲ့ကတော့မကွေးတိုင်းကဖဲမျိုးနယ်နဲ့ရဟန်းပြည်နယ်အမ်းမျိုးနယ်ကြားမှာရှိတဲ့ယူမလန်ဖြစ်တဲ့အမ်ဘရန်လန်ပေါ်ကစစ်ကောင်စီရဲ့နိုင်ရီကံပြူဟာကွန်အနီမှာရှိတဲ့စစ်တွေရေးတာဝတိုင်စခန်းကိုအရခတ်တတော် A ကတင်းယူလိုက်ပြီးဆိုပြီးမှတရင်ကောင်းချရတာပဲဖြစ်ပါတယ်။ MPD တာဝတိုင်စခန်းကိုတင်းယူတာမှပါတယ်။ကျွန်တော်တို့သိပါတယ်ကျန်တာကို A ကထုတ်ပြန်ပါလိမ့်မယ်ဆိုပြီးမှ တော်လိုင်းရဲ့တရင်ရေးမိကနံပြုံးမှာပြောဆိုထားဖြစ်ပါတယ်။မကွေးတိုင်းထဲမှာရှိတဲ့ကာကွယ်ပစ္စည်းစေယုံကပ္ပစားတွေကိုထိုးစစ်ဆင်တိုက်ဖိုက်မှာဆိုလို့ဖန်စစ်ပြင်ဆင်ထားတဲ့နေကံပြူအကောကို AA နဲ့ပုံသက်တွေကနေပြုံးမှာဖေဖော်ဝါရီလကနေစတင်ပြီးထိုးစစ်ဆင်တက်ခိုက်နေတာဖြစ်ပါတယ်။မလအစောပိုင်းမှာဆိုတော့နေကံပြူအတောင်ကုန်းအောက်ကအရေးပါတဲ့စစ်ကောင်စီရဲ့တောင်ကုန်းအချို့ကို AA ကနေပြုံးမှာတင်ပိုက်ခဲ့တယ်လို့လည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲတွေတွင်မှာအမှတ်69ချင်းမြတ်တမဌာနချုပ်ရာယူနီးဘီဟာမှုဒုတိယဗိုလ်မှူးကြီးကျော်ကျော်တိတ်ကိုလည်း အဖဲမျိုးနဲ့ဂိုစီယိုချေးပါနီတိုက်ပွဲတွေမှာအေးနဲ့ပူအောင်တက်ရီကနေပြီးတော့ဖန်စီရမိထားတာပဲဖြစ်ပါတယ်တကယ်တော့တင်ကောင်းပဲပေါ့နော်ကျွန်တော်နေ့ကံဗျူအကုန်းစကန်ဆိုရင်တော့ကျွန်တော်အေးနဲ့ပူအောင်တက်ရီကနေပြီးတော့အသေးတန်တင်ပရရှိဖို့ကြိုးစားနေတာမှာဟုတ်ဆိုရင်အဲ့ဒီနေရာဒေတာအနည်းကအရေးပါတဲ့တာဝတိုင်စကန်ကိုတင်ပရရှိတွေ့တာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတဘိုးအနေနဲ့ကတော့ ။အယာဝတီတိုင်းပတိန်မုံရွာလမ်းပေါ်မှာရှိတဲ့ရင်းနှံတာဂိတ်အနီးဓမ္မပါလနဂါရှစ်တောင်စီတီဘက်မှာစစ်ကောင်စီနဲ့အေအေပူအောင်အဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့မှစစ်ကောင်စီဘက်ကတရဲမှုအပါအဝင်၃ဦးတေဆုံးခဲ့တယ်ဆိုတော့နောက်ထပ်သတင်းကောင်းလေးပဲဖြစ်ပါတယ်။တရဲမှုတည်တယ်လို့တော့ပြောတယ်။မနေ့ကညနေ၄နာရီလောက်ကတည်းကအမြောက်တပ်ကနေလက်နက်ကြီးနေတဲ့အထုတွေတာဒီနေ့မနေ့လဲထထူးတယ်စစ်တိုင်းမို့ငါတိုင်းချောင်းမြို့ပေါ်ထိအတန်တွေကြားနေရတဲ့ဆိုပြမငါတိုင်းချောင်းဒေသခံသူဝင်ပြီးတော့ပြောဆိုထားဖြစ်ပါတယ်။ဓမ္မပါလာနဂရရတောင်စီတီအနေနဲ့တပ်ဝဲဖြစ်ပေါ်နေတဲ့ချိန်တုန်းကလည်းအမအတ တုံးလေးလေးကနေပြီးတော့မှလက်နဲ့ကြီးပစ်ကိုတွေပေးခဲ့ပြီးတော့မှတီရာကုန်းပြင်ကနေပြီးတော့မှလည်းလက်နဲ့ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့လည်းကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။စစ်ကောင်စီကတော့ဒီလိုမျိုးအခုဆိုရင်အမြောက်တပ်နီးမှာကာကင်းတွေပေါ့နော်။ခြားထားပြီးတော့မှဒီကောင်တွေကနေပြီးတော့မှခန်းဆက်ခိုင်မှာပြင်ဆင်နေတယ်လို့လည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်။ကျွန်တော်အလုံးတည်ထားတဲ့တိုင်းဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအရာရှိကဆောက်လို့မြေမြုပ်ခံရတဲ့သတင်းတွေလည်းကျွန်တော်နောက်ထပ်ကြားသိနေရတာဖြစ်ပြီးတော့မှမကြခင်မှာတော့ကျွန်တော်တိုင်းတိုင်းတိုင်းစစ်စင်နေပတ်သက်ပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေမျိုးစားစင်းနေပတ်သက်ပြီးတော့မှ အသေးစိတ်သိရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။ ကဲကျွန်တော်ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကျင်မာကတော့ဆီယလူမြက်ကျော်ကနေပြီးတော့မှတောင်ပိုင်းတိုင်းမှာကျွန်တော်တို့ကိန်းတော်လန်ရေးဖွဲ့စည်းတွေကနေပြီးတော့မှပွဲချမ်းနေတဲ့အချိန်မှာကြောက်ဖီမာဆိုလက် A နဲ့ဂျန်နက်တော်လန်တဖွဲ့တွေနေရတယ်ပြီးတော့မှစစ်ကောင်စီအရာရှိတွေပါဝင်စစ်ခွေးတွေကိုမီးဖို့နေတယ်ဆိုတဲ့အကြောင်းကိုသူကနေပြီးတော့မှတရင်ကောင်ပြောဆိုထားဖြစ်ပါတယ်ဆီယလူမြက်ကျော်ဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်စာချစ်လေးရအောင်နော်မနေ့ကကျွန်တော်ပြောခဲ့တယ်မလားကြောက်ဖီမာအရကတတော် A ဒိုးစစ်စင်မှုကြောင့်အစုလိုက်အပြုံလိုက်ပိတ်ဆုံးမှုတွေအများကြီးဖြစ်တယ် ဲ့ဒီပေဆုံးသူတွေထဲမှာမှအစုလိုက်ပြုတ်လိုက်မြုပ်နှံခဲရတဲ့အရာရှိအယောက်40စင်းကိုကျွန်တော်ပြောပြခြင်းတယ်ဘောမတွေစာရဖတ်တွေကြည့်နေရင်စောင်းနဲ့ဘောမင်းနဲ့အမှတ်ပြီးတရင်ပို့လိုက်ပါအဲ့ဒီကောင်ကြီးအကုန်သိပါပြီဆိုတဲ့အကြောင်းအဲ့တော့ဘုံမူကစပြောရမလားဘုံကြီးကစပြောရမလားဘုံမူကြီးကစပြောရမလားဆိုတာကိုရွေးချယ်ကြရပါဖြစ်ပါတယ်စလိုက်မယ်ဘုံမူစောသူဘုံမူအောင်ကိုကြီးဘုံမူဇာနီငင်းကြကဆောင်ရဲရှိလေဒူရီယာဘုံမူကြီးဂျန်နောင်ဝင်းဘုံမူကြီးဝေဖြိုးကျော်ဘုံကြီးမိုးကျော်ကျော်ရှိဘာကစောအောင်လင်းထွန်း ဘုံကြီးရဲဝဲအောင်ဘုံကြီးမင်းခန့်ဘုံကြီးရွှေသွေးဟိမင်းထက်နေလင်းထားဘုံကြီးမင်းသူဘုံမင်းသူဘုံကြီးနေလင်းအောင်ဘုံကြီးနေလင်းကြော်ဘုံကြီးအောင်မျိုးဝင်ဘုံကြီးအောင်ခင်စော်ဘုံကြီးအောင်ကြော်ညာဘုံကြီးကြော်တော်လဲကြော်မျိုးထက်ဘုံကြီးကြော်စွာဟိတပ်ဝေစဉ်ထုံဖိုးထပ်ဝေအောင်ရဲကုတ်ဦးဇော်မင်းဦးစွန်းဝေစွန်းဝေကတော့တက်ကြက်ဖြစ်ပြီးရန်နိုင်ဟိမင်းအောင်ကြော်ဝင်ရန်ထုံတော့ကလည်းအခြားတက်သားတွေလိုအခြားတက်သားတွေဖြစ်နေတယ် တော့ဒီလူတွေကိုဒီရဲဘော်တွေပေါ့နော်ဒီပုံမှုပုံကြီးတွေကိုအစုလိုက်ပြုတ်လိုက်တနင်္ဂနွေကတော့မတင်နိုင်ပဲမြုံနံမြုံနံခံရတယ်လို့ကျွန်တော်တရင်များကြာတိနေရပါတယ်အဲ့တော့စစ်တပ်ကကောင်းကြီး confirm လန်းလောက်ပါအောင်ပေါ့နော်မင်းတို့ကောင်းကြီးတေကုန်ကြီးဟေးလို့ပဲပြောပြချင်ပါတယ်အဲ့တော့အခြားအရာရှိတွေအခြားတပ်သားတွေအများအပြားရှိပါသေးတယ်ကျွန်တော်တို့စဉ်းကောက်လို့တရင်မရလို့ပေါ့နော်ဒီအခြေအနေကိုကျွန်တော်တို့ မြင်ရတဲ့အခါကျတော့ဖက်စစ်တပ်ကကြောက်နေပြီတိုးတော့ဒွတ်ပေါက်ရအောင်ရှာလိုက်မယ်ဒီမှာဆီယလီမေချောပြောထားတဲ့အတိုင်းပဲချောဖြစ်မျိုးတင်တဲ့ဘက်မှာဆိုတော့အေဘက်ကနေပြီးတော့ သူတို့တရဇတ်ထိုးစစ်ဆင်တက်ခဲခဲ့လို့ပေါ့နော်စစ်ကောင်စီအရာရှိ40ကျော်ဟာဆိုရင်တော့ကျွန်တော်တို့အစုလိုက်ပြုံလိုက်မြေမျိုးချွင်ခါလိုက်ရတယ်ဆိုတဲ့တရင်ပဲဖြစ်ပါတယ်အားလုံးတည်ထားတဲ့တိုင်မဲ့ကြောက်ဖြူမျိုးမှာစစ်ကောင်စီနဲ့ပြီးတော့မှတေးဥခြေစားစစ်တပ်တွေနဲ့ပူးပေါင်းပြီးတော့မှအေအေရဲ့ထိုးစစ်တွေကိုခုခံနေတာပြီးတော့မှအေအေနေနေကတော့အခုဆိုရင်စစ်ကောင်စီရဲ့ဒီအမတ်30နှစ်ရဲ့တရင်နာတောင်းမှာပေါ့နော်ရောက်ရှိနေတယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်မကြခင်မှာတော့ကျွန်တော်တို့အနေနဲ့ကြောက်ဖြူမျိုးဆိုလို့ဆိုတဲ့တရင်ကိုချက်ဖို့ရှိနေတာပြီးတော့မှကြောက်ဖြူမျိုးကနေတဆင်ကျွန်တော်တို့စစ်တွေမှောင်စားတဲ့ ဂျန်နဲ့အမျိုးကိုလည်းတင်ပတ်သွားမယ်ဆိုပြီးတော့မှအေးဘက်ကနေသတိပေးထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့တာချီလေးမျိုးကအငင်းဆိုင်ယူပြထားတော့မှကျွန်တော်တို့ចောင်းသားမိဘပြည်သူတွေပေါ်မှာဖိနှိပ်ပြီးတော့မှပေါ့နော်။ငွေတောင်းကျန်းနေတဲ့ចောင်းဆီယာမကြီးចောင်းတင်ဆက်ထားတဲ့တင်လေးကျွန်တော်တို့ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်။အထက်ကတာချီလေးတွေရခင်ကတာဝန်ထမ်းဆောင်ခဲ့တော့ចောင်းဆီယာမကြီးဒေါက်တာတန်လာတီ2025ခုနှစ်ဧပြီလ21ရက်နေ့မှာစ၍အငင်းဆိုင်မယူမီချုပ်တင်ပြင်ဆင်ခွင့်အဖြစ်ခန်းစားခွင့်ပြုမဲ့ရရှိထားပြီးဖြစ်ပါသည်။ ကျောင်းကြီးတာဝန်များကို၅ဦးကော်မတီအားလွှဲပြောင်းပေးထားပြီးဖြစ်တော်လဲ၎င်း၅ဦးကော်မတီမှာကျောင်းကြီးဒေါ်တန်တန်လာဤကျိုးဆွဲရာကနေရသောမြုပ်သိမ်းရုံများသာဖြစ်နေကြပြီးဘာမှလုတ်ပိုင်ွင့်မရှိကြပါကျောင်းရဲ့လက်ခံသည့်ကိစ္စများအလုံးနှင့်တကွထိုင်းနိုင်ငံရှိကျောင်းသူပြောင်းလဲတက်ရောက်မီကလေးများအားထောက်ခံချက်ပေးရသောဆောင်ရွက်များကိုလည်းကျောင်းသားတအုပ်လျင်ဗတ်နှထောင်းနှင့်ကျောင်းထွက်လက်မှတ်များကိုလည်းကျောင်းသားတအုပ်လျင်ဗတ်900နှင့်အထက်ကောက်ခံခြင်းများကိုလည်းလက်ရှိအချိန်ထိဒေါ်တန်တန်လာမှကောက်ခံလျက်ရှိပါသည် ိုင်ငံတော်မှဒေါ်သက်တန်းလာအောင်အငိမ့်စားယူရန်အနားယူခွင့်ပေးထားတော့လေဒေါ်သက်တန်းလာမှမယူပဲအကြောင်းကိစ္စများအားလုံးကိုခြေလေကမိဘများနဲ့ဝန်ထမ်းများအားစိတ်ဒုက္ခမျိုးစုံပေးနေပါတယ်အာထက်ကတာချီလေးတွင်ဒေါ်သက်တန်းလာတာဝန်ထမ်းဆောင်နေသောကာလများတွင်လေမိဘများနဲ့ဝန်ထမ်းများထံမှငွေကြေးများအစမတန်ကောက်ခံခြင်းမိမျိုးစုံဖြင့်နှိမ့်ဆက်မှုများကိုလည်းခါတိစွာခံစားခဲ့ကြပါတယ်သူဖြစ်ပါ၍မိဘများနဲ့ဝန်ထမ်းများအားကိုချင်းစာတော်အနေဖြင့်အငိမ့်စားပေး၍အနားယူခွင့်ပေးထားပါသောကျောင်းဆရာမကြီးဒေါ်သက်တန်းလာအား အထက်ကတာချီလိတ်မှအမြန်ဆုံးဖယ်ရှားပေးပါရန်တာဝန်ရှိလူကြီးမင်းများအားအသိပေးပြပြအပ်ပါတယ်လို့စာရေးသားပေးပို့လာပါတယ်ရှင်။ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူကြားကပြည်သူစကားအစီအစဉ်မှာနင်းနာမှုတွေနဲ့အခက်အခဲတွေအတွက်ရင်ဖွင့်နေတဲ့ဆိုရင်၆ပေါက်ကနေတစဉ်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုပေါက်ကြားမှုမရှိအောင်ကျမတို့အခွေသားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ အငိမ့်ဆိုင်ယူပြတာတောင်းပါပါနော်ကျွန်တော်အခုဆိုရင်ကျောင်းသားမိဘတွေတန်းနေပြီးတော့မှငွေကြေးတွေအတင်းတမကောက်ခံနေတဲ့ကျောင်းဆရာမကြီးပဲဖြစ်ပါတယ်အတကြီးပြီးတော့မှအချိန်မရှိတဲ့စက်ကောင်စီလျောက်ကအချင်းပြချစားပြီးတော့မှလိုဆန်းနေကြတဲ့ဝင်ထက်များစွာရှိနေတာပြီးတော့မှအခုဆိုရင်ကျွန်တော်ပါနော်တာချီလေးမြို့ အားထားကားမှာဆိုတော့တော်တော်လေးကိုတောင်းချနေတာပဲဖြစ်ပါတယ်။အဲ့လိုမျိုးငွေတောင်းချပြီးတော့မှပြည်သူတွေကိုချင်းချောင်းနေတဲ့အုပ်စုတွေကိုကျတို့တော်လန်ရဲဘော်တွေကနေပြီးတော့မှအပြည့်ရှိမဲ့ဆူပရီမာကျွေးကျော်ထားကြတာမို့လို့အသက်ကြီးကြီးငယ်ငယ်ကျတို့ကလုံအောင်ကိုဂီယူမဆဲတော့ဘဲနဲ့ကျတို့တတိပေးတာကိုနားမထောင်ဘူးဆိုတော့နောက်ဆုံးသူတို့တွဲရလာတော့ရှိမှကျတို့တာရကပြဖို့ခဲ့တယ်လို့ပဲနောက်ဆုံးမှာတော့တွဲမယ်ဆိုတာသူတို့ကိုယ်တိုင်တည်တည်နေတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမရက်ခွက်ကအေးချုံကပေါ်နေပြီးတော့မှစစ်ကောင်စီအနေနဲ့ကြွရနေပြည်သူတွေနေထိုင်တဲ့ပေါ့နော်ရက်ခွက်တွေပေါ်မှာလင်းနေကြီးတွေနဲ့ထိုးနေတယ်ဆိုတဲ့တည်င်းနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးပေါ်ပန်းလေးစရပြောဆိုထားမလဲဆိုတာကျွန်တော်တက်ချက်လောက်ကြည့်လိုက်ရအောင်နော်ဒီဝဒုံတရာနဲ့မြကန္တာဗျူဟာနဲ့ကမြကန္တာမှာဗျူဟာရှိတယ်စစ်ကြောင်းရှိတယ်စစ်သားရှိတယ်အဲ့ဒီတရားချတယ်အဲ့တော့ခင်ဗျလက်နေကြီးနဲ့ဘာလက်နေနဲ့ပြစ်လိုက်တာလဲချော့တိုက်လုံးနဲ့ပြစ်လိုက်တာလားဘလိုအားနဲ့ပြစ်လိုက်တာလဲနော်ဘလိုအားနဲ့ပြစ်လိုက်တာလဲအဲ့တော့ခင်ဗျလက်နေကြီးနဲ့ပြစ်တာတရားကိုချတယ် အဲ့ဒီလက်နဲ့ကြီးကအဲ့ဒီတရားလောက်ပဲရောက်တာလားတရားလောက်ပဲရောက်တာလားခင်ဗျားတို့စဉ်းစားနော်ဒီတရားလောက်လေးခြားတာကိုဒီဖိုလ်ကျူးတွေဘာတွေက1 2 2တွေကတရားလောက်ကလေးဝါးရပြန်လောက်ပဲဝါးနဲ့ပြန်လောက်ပဲရောက်တာလားကြည်လူများကိုဒါရင်းထဲတာကိုဂျင်းမမီတို့အတွက်ဦးစင်းကဒါပြည်လူများကိုပြောပြခြင်းဖြစ်တယ်ဒီရင်းနဲ့ပတ်တယ်ပြီးဒါကိုလည်းခေတ္တတွေကလည်းတင်ထားတယ် BBC တို့ကလည်းဒါကိုပြောထားတယ်ဟိုဘက်က lobby တွေအကုန်လုံးပေါ့ဗျာအကုန်လုံးကလည်းတို့တို့ကလည်းဟုတ်လားတိုင်းပြည်ဖြတ်ပြည်ဖြတ်တွေအကုန်လုံးကဒါကိုဒီလိုပြောထားတယ် လက်နေကြီးနဲ့ကြားတယ်တပြည်သူတွေတဲ့မြက်ကန်နာဘက်ကထိလိုက်ဒဏ်ရာရတယ်ဝက်တော်ဝက်တော်တို့ကမြက်ကန်နာမှာဥဒ္ဒနတတ်မတော်ဆုံးမထလာလေဝက်တော်တို့ကလည်းမြက်ကန်နာဒရားပဲချတာလေအဲ့တော့ short time တော့ ਨੇ ပြည့်တဲ့အာကရန်တိုင်းပြီး short time တော့ကမတူတွေပြစ်ထားလေမတူတွေလောက်ထားလေပြည်သူများအားလုံးကွက်ကွက်ကွင်ကွင်တီးအောင်ဒါဥစဉ်ကပြောပြခြင်းဖြစ်ပါတယ်ဗျာနော်ကွက်ကွက်ကွင်ကွင်ပြအောင်ဒီပြည်သူတွေရှိတဲ့နေရာကိုပဲဖြစ်ပါဥစဉ်တို့မြက်ကန်နာကိုပြည့်တဲ့ဟာစစ်သားတွေရှိတဲ့နေရာတို့ short time တော့ ਨੇ ပြစ်ထားလက်ကန်နေ အခုကတူတူကရမ်းတန်ပြီးမှဘဒုပေါ်ကြကြငါပေါ်ကြကြကွာဆိုပြီးမှရမ်းပြီးမှရှော့တိုက်ဆုံးဆိုတဲ့အားရအရာမျိုးကလည်းခင်ဗျားစဉ်းစားကြည့်နော်နေရာပြောရတယ်နော်ဒီကောင်ဒီကတက်မလို့ပဲကလက်နဲ့ကြည့်နဲ့ပြစ်ပြီးဆိုရင်တော့ဘယ်နေရာ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 ဆိုတော့ဟိုပြစ်တာဟင်းမိုင်ဘလောက်မိုင်ဘလောက်ဆိုတော့ကွက်တိရောက်တာနော်ဝါရပြန်လောက်ရောက်တဲ့လက်နဲ့ကြည့်မဟုတ်ဘူးတက်မလို့ပြူကကိုဒီမြားကန်တာတို့ပြူကကုန်းတို့မှာချထားတဲ့လက်နဲ့ကြည့်တွေကဝါနဲ့ပြန်လောက်ရောက်တဲ့လက်နဲ့ကြည့်တွေမဟုတ်ဘူးမိုင်ဘောင်းတန်သားတော့တွားတဲ့လက်နဲ့တွေဒီအဲ့ဒီမြားကန်တာလေးမရေရာဟိုဘက်ရောက်ကြည့်ရောက်သွားမယ်ဂျင်နာဘက်ရောက်ချင်ရောက်သွားမယ် ဒါပေမဲ့ဒီဘက်မှာတချို့ကမြေလူတွေရှိပါတယ်ပြီးလို့တကယ်လို့လားခင်ဗျာဒီလိုတမ်းမတော်ဘက်ကဒီလက်နဲ့ကြီးနဲ့ပြစ်တာမှန်ရင်ထမင်းကုံပါကလည်းပြည်သူစစ်တွေနဲ့တမ်းမတော်သားတွေဝတ်တုံတရာဘက်မှာလည်းပြည်သူစစ်နဲ့တမ်းမတော်သားတွေကိုလူတွေပေါ်မှန်ပါပေါ့ကိုလူတွေပဲထိပါပေါ့အဲ့တော့ရန်တိုင်းပြလိုက်တဲ့လက်နဲ့ကြီးကမီဒီယာအကြမ်းဖက်တွေနော်မန္တလေးပြည်ရအကြမ်းဖက်တွေနဲ့တရားနည်းပလောင်တွေပြစ်လိုက်တဲ့လက်နဲ့ကြီးကဘယ်ပေါ်ကြလားပြည်သူပဲထိလိုက်တာလားတမ်းမတော်သားတွေပြပလာစားတွေပဲထိလိုက်တာလားဆိုတော့ ဒီလူများအားလုံးစဉ်းစားဖို့ပြောတော့ရနော်အဲ့တော့ဂျင်းတလင်းတွေကိုမယုံမှုအောင်ပြောပြအကြည့်ဖြစ်ပါတယ်ရနော်ပြောလိုက်လေးကြည့်လေးချင်းနဲ့ပေါ့နော်အခုဆိုရင်ကျွန်တော်များကတာမဲ့မှာစစ်ကောင်ဆင်းနေပြီးတော့မှပြက်ခလဲတဲ့လက်နေကြီးတွေကြောင့်ကျွန်တော်အခြေအနေပြည်သူတွေတည်ဆုံခဲ့တဲ့တတိနဲ့ပတ်သက်ပြီးတော့ပေါ့ကရုံးကနေပြည်ရက်တွေရဲ့လက်ချက်စုပြမပြောလိမ့်မယ်ဆိုပြောဆိုနေတာပဲဖြစ်ပါတယ်ဒီကောင်တွေကတော့အဲ့လိုပဲသူတို့လိုပြီးတာနဲ့ကျွန်တော်ပြည်ရက်တွေကိုဆွဆဲမှုတွေလုံးဆောင်နေတာဖြစ်ပြီးတော့မှတကယ်တမ်းကျတော့ကျွန်တော်ခံရတဲ့ပြည်သူတွေကိုယ်တိုင်ကနေပြပြသိရှိတာတော့မှတည်င်းသူတွေနဲ့ဂျင်းနေပို့လို့ဆောင်နေကြတာပဲဖြစ်ပါတယ် ဒီပေါ့ဂရုံးတို့လိုမျိုးပေါ့နော်ဓမြကောင်းဆောင်တွေကနေပြီးတော့မှကျတို့မန္တလေးတိုင်းထဲမှာဒီလိုတွေးဆိုပြီးတော့မှပြည်သူတွေကိုအနိုင်ကျပြီးတော့မှကိုဆိုးလွေးမှုတွေလှုပ်ဆောင်နေတာကျတို့ကြည်ချင်ဖြစ်ဒီဒီဆိုဟာဆိုလည်းမကြခင်မှာကျတို့တော်လန်ပေါ်တဖို့နေပြီးတော့မှအမုံကျိတ်တိုက်ဟဲ့မယ်ဆိုတော့ချင်းတိပြောလို့ရနေတာပဲဖြစ်ပါတယ်အညာစစ်စင်ရဆိုရင်ပေါ့ဂရုံးတို့ရှိတဲ့နေရာတွေတည်းအထိကျပြလာမှာဖြစ်ပြီးတော့မှအဲ့ဒီချိန်ကြမှာပေါ့နော်ပေါ့ဂရုံးတို့လည်းကျတို့အနေနဲ့သူပြောခဲ့တဲ့စကားတွေတိုင်ပြန်ပြီးတော့မှအရေးယူစစ်ဆေးရမှာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီစစ်ပေါ်မှာတကောင်ကနေပြီးတော့မှစစ်ကောင်စီရဲ့ဒီဖလိုင်စင်မဲ့ရင်တွေကိုဖမ်းဆီးမယ်ဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးပေါ်ကွဲပြောဆိုထားမလဲဆိုတာကျွန်တော်နားထောင်ကြည့်လိုက်ရအောင်နော်ဆိုင်ကယ်ဝိတ္တောကားဝိတ္တောတွေကိုဖမ်းဆီးရွေးယူဖို့နိုင်ငံတော်အကြီးအကဲကညွှန်ကြားထားတာမျိုးတွေရှိတယ်။ဒါကြောင့်မလို့ဒီရပိုင်းထဲမှာကက်ကိုက်ဆဆားကိုလိုက်လံဖမ်းဆီးရွေးယူနေတာမျိုးတွေတော်ရုံမျိုးပါမချမ်းပြုတ်လို့လာတွေ့ရတယ်။ချို့နေရာတွေမှာဆိုရင်အိမ်ထဲရှိတောင်ဝင်ဖမ်းတာမျိုးတွေရှိနေတယ်။ပစ္စည်းကိုလည်းတိမ့်မယ်လူလည်းအယူမယ်ပေါ့။ ဒါကြောင့်တချို့နယ်တွေမှာဆိုလို့ရှိရင်အပြင်းတွေအောင်မထွက်ကြဘူးသိပြီးတော့ကိုယ့်ရဲ့ပစ္စည်းတွေဆိုင်ကယ်တွေကိုလည်းတောထဲမှာတောက်ဖွက်ထားတဲ့ဗီဒီယိုဖိုင်တွေနဲ့တက်လာတာမျိုးတွေရှိတယ်။လမ်းမကြီးဒီပုံမှာလည်းကားတွေဆိုင်ကယ်တွေရှင်းလင်းနေတယ်။ဒီတော့ဒီပစ္စည်းတွေကဘယ်ရောက်ဝင်လာလဲ။တစည်းမှမြန်မာနိုင်ငံကထုတ်နိုင်တဲ့ဆိုတာမရှိဘူး။အဲ့လောက်ထိအဖြစ်မရှိဘူးမြန်မာနိုင်ငံကထုတ်နိုင်တဲ့ဆိုတာမရှိဘူး။အကုန်လုံးကပြောပါတော့ဝင်လာတဲ့ကားတွေကြီးပဲ။သူတို့ပြန်ထိုင်းနိုင်ငံနေစပောက်ကနေတဆင့်တောင်းရင်းကိုကူးပြီးတော့ကန်ကုပ်ပြီးဝင်လာတာပေါ့အဲတရားမဝင်တဲ့ကားတွေဟာတရားဝင်ဂိတ်တွေကိုဘလို့ဖြတ်တန်းလာလဲဆိုတာတော့လူကြီးမင်းတော်စဉ်းစားသာကြည့်တော့ custom gate တွေဖြတ်တန်းရမယ် BGF gate တွေ တက်မတော်တက်စကန်ခိတ်တွေအတီးတီကိုဖျက်ဆီးလာပြီးတော့လွတ်လွတ်ကျွတ်ကျွတ်ပဲပြည်သူလူထုလက်ထက်ကိုဒီဆိုင်ကြီးတွေကားတွေဟာရောက်ရှိလာခဲ့တယ်။ဒီခိတ်တွေကိုဖျက်ဆီးတဲ့ကြီးတွေဟာလည်းမနေဘူးလို့သိရတယ်။တကယ်တကယ်ကိုတစည်းတစည်းဖျက်ဆီးမှုရာသိန်း30လောက်ထိကိုကျတဲ့နယ်လို့သိရတယ်။တကယ်တကယ်ချင်းစီဖျက်ဆီးမှုရဲ့ကုန်ကျစရိတ်ပေါ့။ဆိုတော့ဒီလိုကားတွေဆိုင်ကြီးတွေဖျက်ဆီးမှုတွေဟာဒီခိတ်ကြီးတွေပေးရတာဘသူတွေကိုပေးနေရတာလဲ။ဒီခိတ်ကြီးတွေကဘသူတွေလက်ထက်ရောက်သွားတာလဲဆိုတာလည်းလူကြီးမင်းတွေအသိပဲဖြစ်ပါတယ်။နောက်ဆုံးတော့ပြည်သူလူထုလက်ထက်ရောက်တယ်ရောက်တဲ့အခါမှာလည်းအခုလိုစီမံချက်မရှိခင်ကတည်းကလည်းဥပဒေရှိပြီးသား ဖြစ်တဲ့အတွက်ကြောင့်မလို့ရင်းနေရက်တွေကတော့ဒါသူတို့တာဝန်တိုင်းဖမ်းဆီးနေတာမျိုးတွေတောက်လျှောက်ရှိနေတာပါပဲအခုမှသာဒါပိုက်စိတ်တက်ပြီးတော့ဒါစီမံချက်တခုအနေနဲ့ဖမ်းဆီးရဲဆိုပေမဲ့တောက်လျှောက်တော့လည်းဖမ်းနေတာပါပဲဒါပေမဲ့ပြောချင်တာကဒီနေရာမှာ license ကားတွေဆိုင်ကယ်တွေစီးနေတဲ့သူတွေအမတန်မှနင်းနာပါတယ်ဆိုတဲ့အယူဆမျိုးကလည်းဒါလည်းမှန်တာပဲဒါပေမဲ့ license ကားတွေဆိုင်ကယ်တွေဆိုတာကမြို့ကြီးတွေပေါ်မှာသာအများစုရှိတာပါမြို့ကြီးပေါ်ဆိုရင်တော့မှပဲရန်ကုန်မြို့မှာဆိုလို့ရှိရင်မင်္ဂလာတော်မြို့နယ်လဲခုမြို့နယ်အဲရွှေပြည်သာလှိုင်သာယာဆယ်စီးမှာ6စီးရဝက်တော့ဆိုင်ကယ် ဒါရင်နဲ့ဘာတော့လောက်ကြလဲဘာလောက်ကြလဲဆိုလို့ရှင်တော့တေချာတာတစ်ခုကတော့အဲမနက်စည်းသွားတယ်စည်းပြန်တယ်ကြောင်းပူတယ်ကြောင်းကြူတယ်ဒါမျိုးလေးနဲ့အဆင်ပြေနေတာပေါ့အဲ့တော့မြန်မာနိုင်ငံကပြောချင်တာပေါ့အာကိုဗစ်လည်းဖြစ်ထားတယ်စည်ရည်တွေလည်းဖြစ်ထားတယ်ကုန်စည်တွေကကြီးပြေပြည်သူလူထုကလည်းတော်တော်လေးကိုချွတ်ချုံကြပြီးမွဲတေပြီးဆုတ်ပြတ်နေပြီဒီလိုအချိန်တွေမှာဒီလိုမျိုးဖမ်းဆီးတဲ့ရေးရွယ်ဆိုတော့ပြည်သူလူထုထောက်ခံမှုရရှိလာမလားပြည်သူလူထုပို့ပြီးတော့စောက်မြင်ကတ်လာမလားဆိုတော့တေချာစဉ်းစားဖို့လိုပြောပြီနော်ဒီဘောမတွေကိုယ်တိုင်ကနေပြတော့မှမျောလိုက်တွေ့လို့ရဆိုတော့ ပီတူရီရဲ့ထောက်ခံမှုရဖို့အနေနဲ့တသာခုဆိုရင်ပြည်တင်ဝေဖန်မှုတွေနဲ့စူပိုဟွန်ကျွမ်းမှုတွေကိုဖြစ်လာနိုင်စေတယ်ဆိုတဲ့သဘောမျိုးတွေဒီပြောဆိုလာတာပဲဖြစ်ပါတယ်။ဒီကျွမ်းဝဲပြည်သူတွေကိုဒီကောင်တွေရဲ့နေပြည်တော်မှာ channel ပြည်တော်မှာသူတို့ကိုကြိုးရှာဖို့အတွက်အခုလိုမျိုးလုပ်ဆောင်နေတယ်ဆိုတော့လည်းကျွန်တော်အားလုံးတည်ထားတာပဲဖြစ်ပါတယ်။ license မဲ့ရေတွေအများစုတော့ကျွန်တော်အားလုံးတည်ထားတဲ့အချိန်မှာတန်ဖိုးကြည့်တဲ့အဆိုရင်စစ်ကောင်စီနဲ့နှိစက်တဲ့သူတွေကနေပြည်တော်မှာစီးနေတာပြည်တော်မှာကျွန်တော်ကျွမ်းဝဲပြည်သူတွေကတော့ license မဲ့ဆိုင်ကယ်တွေနဲ့ကျွန်တော်နေ့စဉ်အလို့သွားလို့ပြန်ចောင်းသွားចောင်းជို့ အဲ့လိုမျိုးပုံစံတွေနဲ့လှုပ်ဆောင်နေရတာပဲဖြစ်ပါတယ်ဒါတွေကိုတော့မှစစ်ကောင်စီအနေနဲ့ထောက်ထားညာတမှုမရှိဘဲနဲ့တော်လန်ရေးရဲဘော်တွေကိုဖမ်းဆီးမယ်ဆိုတော့စီမံချက်ပုံစံလိုလိုနဲ့ပေါ့နော်အောက်ခြေကဝန်ထမ်းတွေပြူစော်တီတွေနဲ့ပူပေါင်းပြီးတော့မှအခုဆိုရင်ကျွန်တော်ပီတိုရီစီကနေပြီးတော့မှဝင်ညက်ချင်းချောက်တောင်းခံမှုတွေလှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်ဒီကြောင့်တွေနဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မြို့ပပီတိုရီဘက်ကနေပြီးတော့မှလည်းကိုရကိုဒေတာတွေမှာအဲ့လိုမျိုးဖြစ်ခဲ့တယ်ဆိုရင်ပြန်ပြီးတော့မှပေါ့နော်အသွေးကြုံလေးတွေကို share ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်ကြဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဦးကျော်အားနေပြီးတော့မှ ဇဘွင်ဖန်းခံရလို့လောင်းနေကြတဲ့ဘောမရက်ကုတ်ကိုဘယ်လိုမျိုးဆုံးမပြောဆိုထားမလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ကျွန်တော်ဇဘွင်ဆပ်ဖို့ဟင်ခေါ်ဇဘွင်ဖန်းနဲ့ကြည့်လို့နော်ကျွန်တော်တို့ပြောကြဒါအဆန်းတော့မဟုတ်ဘူးဒါပေမဲ့ဘောမတွေကမခံနိုင်ဘူးပြအားတာတွေနော်မင်းတို့ထမင်းစားတယ်နော်မင်းတို့ဇဘွင်ကဘာဆောက်ပြမှုကိုကျူးလွန်ထားတယ်လဲဆိုတာမင်းတို့ပြန်စင်းတာတေချာတေချာလေးလားနော် မင်းတို့ကပြောတယ်ပြန်ထွက်လာပြီဟိုကပြန်အောင်ထွက်လာပြီတဲ့မင်းတို့ပြန်ထွက်လာရအောင်ဒီကောင်ကျူးလွန်လာတဲ့ပြစ်မှုကိုတေချာတိလာကြကြားလားသမင်းစားရဆိုရင်သမင်းစားရဆိုရင်ခေါင်းထဲမှာအုံနောက်ရှိကြဘောမဆောက်တောင်းဆောက်အားဒီလာပြီးဖောင်းတော့လာမထုနဲ့နော်ငါတို့ကပျော်တယ်နော်ဒီလိုမအေးလို့မျိုးစောစောလေးကဖမ်းထားရမှာနော်ငါတို့ကပျော်တယ်ဒါရှင်းရှင်းလေးပဲငါတို့ပြောတာနော်အေးဘေးဘောမကြီး ဘာမှစောက်သိမြန်မရှိတဲ့မင်းတို့ဘောမှစောက်တုံးစောက်အားစောက်ပိုင်းနဲ့ထမင်းလာစားတာမင်းတို့ခေါင်းထဲမှာအုံနောက်မပြုတ်ဇပိုင်းပြောတယ်လို့ပဲအဲ့ဒီမင်းတို့ဘောမှစောက်တုံးစောက်အားစောက်ပိုင်းနဲ့မှာချီးရည်ကြီးပဲခေါင်းထဲမှာဟင်းနော်ချီးရည်ကြီးပဲမင်းတို့ခေါင်းထဲမှာသူကျူးလွန်လာတဲ့ပြစ်မှုကိုမင်းတို့သိလားဟင်အ ਨੇ ဆုံးသုံးမှုနဲ့ဆွဲလာတယ်နော်66ကကြီးလည်းမဟုတ်ငါညငါပုံမှန်လည်းမဟုတ်ဘာမှဘာပုံမှန်မှမဟုတ်ဘူးနော်သူလောက်တာကသူ့ရဲ့ဥပဒေသူ့ရဲ့ပြစ်မှုပါ နော်အာမခံပေးလို့ရတဲ့ပြစ်မှုမျိုးမဟုတ်ဘူးမင်းတို့နားလေလားဟမ်စစ်ကြောရေတော့ကြည့်ကြည့်မအေးလို့ရီဟမ်ဆော့တုံဆော့အားရီဘောမဆော့တုံဆော့အားဆော့ပိုင်းနေမင်းတို့မင်းတို့ပထမရစစ်ကြောရေကိုကြောက်နေပြီနော်ဘောမရီဘောမအတိုင်းဝိုင်းကငိုနေကုန်ပြီဘောမရီငိုနေတယ်လို့သာပြောရတာနော်သူတို့ဘောမချင်းချင်းကြားထဲမှာတောင်မ ဇဘွင်ဖန်ခါရတဲ့ဘုံမကျေနပ်တဲ့အုပ်စုတွေနဲ့ဇဘွင်ဖန်ခါလို့ပြောနေကြတဲ့အုပ်စုတွေလည်းတသက်ရှိနေတာပဲဖြစ်ပါတယ်။အောင်မင်းတို့လိုမျိုးကျတဲ့ပေါ့နော်ဒီဘောမတွေကနေပြီးတော့မှဇဘွင်ဖန်ခါရတာတော့မှလုံအောင်ကိုဝမ်းနဲ့ချစ်မရှိပဲနဲ့ပျော်နေတဲ့ပုံစံတွေတွေ့ရတယ်ပြီးတော့မှတချို့ဘောမတွေကတော့ဇဘွင်ကတက်မတော်ကိုတတော်ချစ်ပါတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ cover လုပ်ပြီးတော့မှဝင်းဝင်းပူဆွေးနေကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဇဘွင်ကဆိုတော့စစ်ကောင်စီကိုတိုင်ကနေပြီးတော့မှတင့်မောင်ဟိုလိုမှုအတနက်ကန်ဆောင်မှုတွေပြီးတော့မှသူ့အနေနဲ့ပေါ့နော်မျောလိုက်ကိုဆဲဆူမှုတွေပါဝင်ကျန်တဲ့ ေလိုင်စင်မဲ့အရင်တွေကိုစီးတယ်ဆိုတဲ့ကိစ္စတွေအားလုံးနဲ့ဆွဆွဲထားပြီးတော့မှခုဆိုရင်ဒီကောင်ကတော့ထောင်ထမင်းဆဲတော့မဲ့ဖြစ်ကိုကြုံတွေ့နေရပဲဖြစ်ပါတယ်အဲ့လိုမျိုးကောင်တွေများများရှင်းခံရလေကျတို့ကတော့ကြဲလေဖြစ်ဖြစ်တော့မှစစ်ကောင်စီအနေနဲ့ကတော့သူတို့ကိုနည်းနည်းလေးဝေဖန်လိုက်တာနဲ့ပေါ့နော်အခုဆိုရင်ထောင်ချပြီးတော့မှအချင်းချနှိမ့်စမှုတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဆုံးဗီဒီယိုသဘောအနေနဲ့ပိုင်းရဲကိုကိုကိုစီကနေပြီးတော့မှပြပြင်းနေတဲ့ဆုံးမပြောဆိုထားတဲ့ဟာလေကျွန်တော်တက်ချက်လောက်ကြည့်လိုက်ရအောင်နော်။တော့ကိုစီလာလား။အဲသူပြောနေတာလေသူ ဟိုပြည်သူတွေကိုတိုက်တွန်းနေတာလေတော်လိုင်းခွဲတွေတိုက်တွန်းနေတာဒါအကြောင်းဆရာကြီးကျွန်တော်အဲ့ဒါကြီးတာလာနေပြီတကောလိုက်လို့ရှိရင်ညာပြည်သူတွေမပြောနဲ့ကျွန်တော်မိဘတွေကြောက်သွားမယ်ဟိုနေ့ထက်မှဆိုလို့ကျွန်တော်တော်တော်စိုးရိမ်ကြီးတာကြီးဖြစ်ကုန်ပါဆိုလို့ကျွန်တော်အဲ့ဒါကြီးအခုဒီခိုင်မှာပြောမှာကြတာအဲ့တော့မှရင်းပြီးတော့မှစိတ်ချပါကျုပ်တို့ဘက်ကအာထမမတရားတာလည်းဘာမှမလုပ်ဒါပေမဲ့တန်ပြန်နဲ့တုံ့ပြန်မှုတော့မတတ်နိုင်ဘူးရှင်းရှင်းလေးပဲနော်တီတူကိုတတ်နေတယ် ခင်ဗျာဗျာဗဇီးတွေစစ်ကြည့်ဗျာဒီမှာပြည်သူတွေရှိတယ်ခလေးတွေရှိတယ် PDF တွေနဲ့ပတ်သက်လို့ပြစ်တတ်တယ်ဆိုရင်သူများနိုင်ငံတွေမှာအကြံဖက်ဓမ္မတယောက်ကနော်အခုလက်ရှိခင်ဗျားတို့စစ်တပ်က PDF တွေအကြံဖက်လို့တတ်မှတ်ထားထားအကြံဖက်တာတို့များကပြန်ပေးဆွဲထားတယ်အဲ့ဒီပြည်သူတယောက်ရဲ့အတက်ကိုကယ်ဖို့အတွက်မရှင်ဆောင်ရွက်ပြီးတော့တိတက်လုပ်ပေးတာတိုင်းပြည်ကိုစောက်ရှောက်ကာကွယ်လို့ဆိုတာအဲ့ဒါတိုင်းပြည်ဆိုတာစစ်တပ်ကိုကိုးစားပြုတာမဟုတ်ပြည်သူကိုကိုးစားပြုတာဒါပေမဲ့ခင်ဗျားတို့အားသေးတယ်စစ်တပ်ဒီအောက်မှာပြည်သူတွေရှိတယ်ရှိမှန်းလည်းပြည်တယ်ပြည့်ရတဲ့အနေနဲ့ပြဲချတဲ့ဘုံကျဲပြည့်တဲ့တနက်နဲ့ပြတ်တတ်ပြည့်တယ် ဒါတိုင်းပြည်ကိုကာကွယ်လက်စစ်တပ်အလုပ်လားတိုင်းပြည်ကိုဖျက်ဆီးတဲ့တပုံတစ်မြက်အကြမ်းဖက်လုပ်တာအဲ့ဒါတွေကိုမြင်အောင်ကြည့်ဖို့လိုတယ်ခင်ဗျားတို့ချိန်လည်းမချဘူးမတရားလည်းမလုပ်ဘူးစစ်ချက်နော်လုံလာလဲတော်နိုင်ဖက်အချင်းချင်းအရင်ကကွက်လိုက်ပါဘယ်သူပဲလုံးလုံးတော်နိုင်ဖက်ချမ်းမှာအတင်းအားမှာမတရားတာကိုလုပ်လို့ရှိရင်အရင်ဆုံးကကွက်မှာဒီခင်ဗျားတို့စစ်တပ်ထောက်ခံတဲ့လူတွေပေါ့တော်နိုင်ရေးသမားအချင်းချင်းအရင်ကကွက်ပါကိုစီပြောတာမှန်ပဲပေါ့နော်ကျွန်တော်အခုဆိုရင်တော့ကိုစီကနေပြတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနောက်မကြသေးခင်မှာအလေးဝင်ကြဖို့တတိပြေပြောဆိုတာကိုဒီဘောမှာပိုင်ရဲကိုပါဝင်ကျတဲ့ အိုးစုတွေကတော်တော်လေးကိုကြောက်နေကြတာပဲပြီးတော့မှသူတို့တွေနဲ့အသက်ချင်းချောက်ခိုင်းရတဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့ပြန်များနေကြတာပဲဖြစ်ပါတယ်။ဒါတွေကတော့ကျွန်တော်ဘက်ကနေပြီးတော့မှဒါတော့အသက်နဲ့ချင်းချောက်မှုတွေလှုပ်ဆောင်တာမဟုတ်ဘဲနဲ့ပေါ့နော်။အတိအကျလေးရဖို့ပြောဆိုတာတော့မှသူတို့အနေနဲ့လေပြမလုံးတော့ကြည်ချမ်းပစ်ကွန်စီတဖို့အနေနဲ့သူတို့ထောက်ခံပါတယ်ဆိုတော့အိုးစုတွေကြတဲ့မှာဒုက္ခသက်ရှုံမှုတွေပါဝင်တော်တော်လေးကိုတွေ့ပြနေကြတယ်ဆိုတော့လည်းကျွန်တော်ထပ်ပြီးတော့မှချက်တဲ့ရပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်ပြည်သူတွေကိုဘုံကျဲတက်ခဲမှုတွေစတိုင်လို့ဆောင်နေတဲ့စကွန်စီရဲ့လိုရဲနဲ့ပတ်သက်ပြီးတော့မှ နိုင်ငံတကာနဲ့မြို့တော်မှလည်းသိရှိထားတဲ့အဖြစ်ဒါတော့မှအရေးအရေးယူမှုလို့ဆောင်ခြင်းမရှိသေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြည်သူတွေနဲ့တော်လန်ပူပေါင်းတဖို့ဝင်နေတဲ့မြို့တော်မှစကောင်းစီတဖို့တွေကိုညစ်စင်နဲ့မြချင်းမိုးတို့တင်ရှင်းလင်းနေတာပဲဖြစ်ပါတယ်ကျွန်တော်အားလုံးမျှော်မှန်းထားတဲ့အတိုင်းပဲ Federal Democracy လမ်းစဉ်နဲ့ညီချမ်းချင်းအစစ်အမှန်ကိုရရှိချင်တဲ့ဆိုတော့အခုချိန်မှာစကောင်းစီ Fiscal Nation စနဲ့မြေဖြတ်ဖြူချနိုင်ဖို့ မြပောင်းစွမ်းနဲ့ပြီးတော့မှကျွန်တော်ပြည်သူတွေဝိုင်းဝန်းကူညီဖို့လွှမ်းနေတယ်ဆိုတဲ့အကြောင်းထားလောင်းပြောကြရတဲ့ကျွန်တော်ဒီနေ့မှတ်ပိုင်းဗီဒီယိုကိုဒီညမှာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြေဘပြည်သူများလုံးထူးခြေစိုးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချန်နယ်နေ့တိလေးဖန်ဆင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်။